ားလုံးပဲမင်္ဂလာပါမန်ဂျင်းမင်းကနေပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာမန်ဂျင်းမင်းပြည်သက်များအတွက်ဒီကနေ့ရွေးချယ်ထားတဲ့ animation လေးကတော့ Inside Out 2 2024ရုပ်ရှင်လေးပဲဖြစ်ပါတယ်အစင်းသေးဖြစ်ပြီးဆိုရင်တော့ကျွန်တော်ရဲ့ recap လေးကိုစတင်လိုက်ကြရအောင်ပါကျွန်တော်ကတော့ season 10ဆက်သူဆက်ပဲဖြစ်ပါတယ် န်လီလီကတော့ရေခဲပြင်ဟော်ကီကွင်းမှာပြိုင်ပွဲကစားဖို့ကိုပြင်ဆင်နေခဲ့ပါရင်ရန်လီကိုသူ့ရဲ့မိဘတွေနဲ့သူ့ရဲ့မူလစိတ်ခံစားချက်တွေဖြစ်တဲ့ join sus နဲ့ fin အန်ကာနဲ့ disket တို့ကပါအားပေးနေကြပါရင်ရန်လီကတော့ဟော်ကီကစားရမှာတော်ပြီးသားဖြစ်တဲ့အတွက်ကောင်းကောင်းမွန်မွန်ကစားနိုင်ပြီးတော့အန်ကာရဲ့ကျေးဇူးနဲ့တခြားသောပြိုင်ပွဲတွေကိုကြော့တက်ပြီးတော့ဟော်ကီရသွားခဲ့ပါရင်ပြီးတော့သူကဟော်ကီကိုဂိုးပေါက်ထဲကိုဝင်အောင်လို့ထိနိုင်သွားခဲ့ပြီးတော့ပထမအဦးဆုံးပွဲစဉ်ကိုအနိုင်ရရှိသွားခဲ့ပါရင် ောက်တစ်ချိန်ကစားတဲ့အခါမှာတော့ Riley ကပြန်ပဲကစားသမားကိုမတော်တဆကိုထိခိုက်မိသွားတာကြောင့်ပွဲပြင်ခဏထွက်နေလိုက်ရပါတယ်။ Riley ကတော့နောက်တစ်ချိန်ပြန်ကစားဖို့စောင့်နေတော့မှပဲ Joy က Riley ငငယ်တော့ကမှတ်ညံတွေကိုပြန်ကြည့်လိုက်ပါတယ်။ Riley ကတော့အခုဆိုရင်73နှစ်အရွယ်ကောင်မလေးတစ်ယောက်ဖြစ်လာပြီပဲဖြစ်ပါတယ်။ Riley ကသူ့ရဲ့မိဘတွေစီကအချစ်ခံရပြီးတော့စားလဲကြိုးစားတဲ့အပြင် Green and Grey ဆိုတဲ့အခင်းဆုံးတငယ်ချင်းအစ်တတွေရလာခဲ့ပါပြီ။အခုတော့နားကျင်ပြည့်သွားပြီဖြစ်တဲ့အတွက် Riley ကတော့ကိုင်းနဲ့ကိုပြန်ဝင်လိုက်ပြီးတော့ပြိုင်ဖို့ကိုပြင်ဆင်လိုက်ပါပြီ။ သူကဟော်ကီကိုဂိုးပေါက်ထဲကိုဝင်ဖို့ပဲအာရုံစိုက်ပြီးတော့သူ့ရဲ့တငယ်ချင်းတွေကလမ်းကြောင်းရှင်းပေးလိုက်ပါတယ်။ဂျွန်ရဲ့လှုပ်ဆောင်မှုတွေကြောင့် Riley ကလည်းဂိုးပေါက်ထဲကိုဝင်အောင်ပြစ်နိုင်သွားပြီးတော့ပြိုင်ပွဲကိုနိုင်သွားခဲ့ပါတယ်။ပြိုင်ပွဲပြီးတော့တဲ့နောက်မှာတော့ဟော်ကီချန်ပီယံကစားသမားက Riley တို့စီကိုလာပြီးတော့သူတို့အရေးချင်းတွေပို့တိုးတက်အောင်လို့ဟော်ကီစကန်ကိုလာခဲ့ဖို့ကိုခေါ်လိုက်ခဲ့ပါတယ်။အင်ပြန်ရောက်တဲ့အခါမှာတော့ Riley နဲ့ဖေးရဲမေတို့ကလည်းသူ့အတွက်အောင်ပွဲခံလိုက်ကြပြီးတော့ Riley ကတော့ပွဲရင်မှာသူ့သူများကိုပြုတ်ချအောင်လို့လုပ်မိခဲ့တဲ့အတွက်အပြည့်ရှိတယ်လို့ကိုခန်းစားနေရပါတယ်။ အဲ့ဒါကြောင့် join ကတော့ rally ခန်းစားရတဲ့မြန်မကောင်းတဲ့မှတ်ဉာဏ်တွေကိုအဝေးကမှပို့ပေးတဲ့ set တစ်ကိုဖွင့်လိုက်ခဲ့ပါတယ်။အဲ့ဒီ set ထဲမှာမကောင်းတဲ့မှတ်ဉာဏ်တွေထည့်ပြီးတော့လွှင့်ပြလိုက်ရင် rally ကသူ့ရဲ့ပျော်စရာတွေနဲ့ကောင်းတဲ့မှတ်ဉာဏ်တွေမှာပဲအာရုံစိုက်နိုင်သွားမှာပဲဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ join က sadness ကိုသူ့ရဲ့နေရာအတိတ်ဖြစ်တဲ့ခံယူချက်စနစ်စီကိုခေါ်သွားပေးခဲ့ပြီးတော့သူတို့ကတော့အဲ့ဒီနေရာမှာမှတ်ဉာဏ်ရဲ့အလင်းရောင်တွေထွက်နေတာကိုတွေ့လိုက်ရပါတယ်။ အဲ့ဒီနေရာမှာတော့ရန်လီရဲ့အကောင်းဆုံးမှတ်ဉာဏ်တွေကိုမြစ်ထဲမှာမျောထားခဲ့ပြီးတော့အဲ့ဒီမှတ်ဉာဏ်ရဲ့အလင်းတန်းကနေရန်လီရဲ့ခံယူချက်အစ်စ်တွေထွက်လာတာပဲဖြစ်ပါတယ်။တနေ့လုံးအလုပ်လုပ်ပြီးမှတော့ရန်လီရဲ့စိတ်ခံစားချက်တွေကအနားယူလိုက်ကြပါတယ်။အဲ့ဒီနောက်မှာတော့သူတို့စီကပြိုပေါ်ဝင်တဲ့အချက်ပေးတဲ့အစ်စ်ကိုမိလာတဲ့အတွက်အားလုံးကလည်းနိုးလာကြပါတယ်။ emotion တွေကကြောက်လန့်တကြားနဲ့အချက်ပေးတဲ့ဟာကိုရိုက်ခွဲကြပြီးတော့ join ကတော့အရာကိုမကောင်းတဲ့မှတ်ဉာဏ်တွေဖြစ်တဲ့စက်သေးကိုထည့်ပြီးတော့ပြစ်လိုက်ပါတယ်။ခဏကြာမှတော့လှုပ်သားတွေကရောက်လာပြီးတော့ထင်းချုပ်ခန်းကြီးစီကိုဖျက်ဆီးလိုက်ကြပါတယ်။ ရိုင်းကတော့ဘာလို့အဲ့ဒီလိုမျိုးလုပ်လဲဆိုပြီးတော့မေးတဲ့ခါမှာတော့ခန်းစားချက်အစ်စ်တွေထပ်လာမှဖြစ်တဲ့အတွက်ထင်းချုပ်ခန်းကိုထပ်ပြီးတော့တိုးချဲမလို့လုပ်တာဆိုပြီးတော့ပြောလိုက်ခဲ့ပါ යි အဲ့ဒီအချိန်မှာပဲသူတို့နေတဲ့စားစားနေတဲ့အချိန်ကိုရောက်တဲ့အတွက်လူသားတွေကတော့အားလုံးကိုအဆုံးမသက်တည်ပဲနဲ့ရှုပ်ပွားအောင်လို့ထားခဲ့ပြီးတော့ထပ်သွားခဲ့ပါ යි အဲ့ဒီနောက်မှာတော့ရိုင်းလီအမေကသူ့ကိုဟော်ကီစကန်ချားတဲ့စီကိုတွားရအောင်လို့လာနှိုးလိုက်ပါ යි ဒါပေမဲ့လို့ရိုင်းလီကအရင်ကထက်ပိုကိုဒေါသထွက်လဲပြီးတော့အရာရာတိုင်းကိုစိတ်တူလွယ်နေတဲ့အတွက်သူ့ရဲ့မိကရိုင်းလီပြုတ်ဖို့ဝင်နေပြီဆိုတာကိုသိလိုက်ပါ යි ရန်လီရဲ့ခန်းစားချက်တွေကခလုတ်နှစ်ပြီးတော့ထိန်းချုပ်ဖို့ကြိုးစားပေမဲ့လို့ခလုတ်တွေကတော့အရန်ကိုမှထိခိုက်လွယ်ပြီးတော့ခန်းစားချက်ပြင်းနေတာကိုတွေ့လိုက်ရပါတယ်။အဲဒီနောက်မှာတော့ရန်လီကသူ့ရဲ့တငယ်ချင်းဘရီနဲ့ဂရစ်စတိုနဲ့တူတူရန်လီမိဘတွေကားနဲ့ကိုမှခီးထွက်လာခဲ့ကြပါတယ်။လမ်းမှာတော့ရန်လီကသူတို့ကိုချန်ပီယံဟော့ကီကစားသမားကလေ့ကျင့်ပေးမှဖြစ်တဲ့ပြင်ကိုမှစိတ်လှရှားနေတာကြောင့်ပြောလိုက်ခဲ့ပြီးတော့သူ့ရဲ့တငယ်ချင်းတွေကတော့သူတို့ကမကြခင်မှာကြောင်းပြောင်းတော့မှဖြစ်တဲ့အတွက်ဒါကသူတို့ရဲ့နောက်ဆုံးကစားတာဆိုတာကိုပြောပြလိုက်ခဲ့ပါတယ်။ ။ rally ကတော့ဝမ်းနဲ့သွားခဲ့ပေမဲ့လို့အဲ့ဒီအကြောင်းအများကြီးကိုမှမတွေးနိုင်တဲ့ကိမှာပဲစခန်းချတဲ့နေရာကိုရောက်လာခဲ့ကြပါတယ်။ rally ရဲ့တငယ်ချင်းတွေကတော့သူတို့ကိုစောင့်နေကြတော့မှပဲ rally မတော်တဆဟော်ကီအဖွဲ့ရဲ့ကားဆောင်ဖြစ်တဲ့ valentina ကိုဝန်တိုက်မိသွားခဲ့ပါတယ်။ rally ကသူ့ကိုတွေ့ရလို့အရန်ကိုမှဆိတ်လို့ရှားသွားခဲ့တဲ့အတွက်သူ့ရဲ့ခန်းစားချက်တွေကထိန်ချုပ်ဖို့ကြိုးစားပေမဲ့လည်း rally ရဲ့အပြုတ်မှုတွေကထူးဆန်းလာတာကိုတွေ့လိုက်ရပါတယ်။ယုဒီရဲ့သူတို့ရဲ့ထင်ချုံတဲ့ဆက်ကလိမ္မော်ရောင်ပြောင်းသွားတာကိုတွေ့လိုက်ရပြီးတော့အိဆာရဲ့ဒီဆိုတဲ့စိတ်ခန်းစားချက်အစ်စ်ကိုတွေ့လိုက်ရပါတယ်။ အင်ဇက်ရက်တွေကကြောက်စရာကောင်းပြီးတော့စိတ်ညစ်စရာကောင်းပေမဲ့လည်းမူလစိတ်ခန့်စားချက်တွေနဲ့အတူတူရန်လီကိုကူညီဖို့ရောက်လာတာပဲဖြစ်ပါ යි သူနဲ့အတူတူ နောက်ထပ်စိတ်ခန့်စားချက်အသစ်၃ခုလည်းပါလာခဲ့ပါ යි MV ဆိုတဲ့စိတ်ခန့်စားချက်တစ်တည်းလေးရယ် Embracement ဆိုတဲ့အကောင်ကြီးကြီးနဲ့အရန်ရှက်တက်တဲ့ခန့်စားချက်ရယ် We ဆိုတဲ့စေကျော်တက်ပုံစံစိတ်ခန့်စားချက်တွေကိုဖုန်းကနေပဲထိန်းချုပ်တဲ့စိတ်ခန့်စားချက်အသစ်လိုပဲဖြစ်ပါ යි စိတ်ခန့်စားချက်အသစ်တွေကပေါ်ရပေမဲ့လည်း join နဲ့ SRT တို့ကတော့ ရန်လီကိုဘယ်လိုကူညီရမလဲဆိုတာကိုညှိခုံနေခဲ့ကြပါတယ်။စိတ်ခံစားချက်အစ်စ်တွေကရန်လီအခုတန်းကိုမှဆက်သွားရင်ကောင်းလာမလားဒီထက်ပိုဆိုးလာမလားဆိုတာကိုစိတ်ပူနေကြတာပဲဖြစ်ပါတယ်။သူတို့ညှိနေကြတော့မှပဲရန်လီကမင်းကလေးဝစ်လေကန်းတဲ့ကိုဝင်လာပြီးတော့ဘရီနဲ့ဂရစ်စတိုနဲ့တူတူတပ်ပုံရိုက်လိုက်ခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာပဲသူတို့ရဲ့နီးပြကရောက်လာပြီးတော့အပြော်လာတာမဟုတ်တဲ့အတွက်ကိုလေ့ကျင့်မှုကိုပဲအာယုံဆိုင်ဖို့ကိုဆုလိုက်ခဲ့ပါရင်အိုက်ဆိုင်ရန်တီနဲ့အမ်ဘရက်စမန်တို့ကလည်းရှက်သွားတဲ့စိတ်ခံစားချက်ကိုနှိမ့်လိုက်ပေမဲ့ ဂျွိုင်ကာရိုရန်လီရဲ့အားလဲရဲ့နောက်ဆုံးအပတ်ကိုတငယ်ချင်းတွေနဲ့ပျော်ပျော်ရွှင်ရွှင်နေရအောင်လို့လုပ်လိုက်ခဲ့ပါတယ်။ကံမကောင်းစားတဲ့နီးပြကသူတို့ရဲ့မရင်ကျက်တင်မှုနဲ့အလီမထမှုတို့ကိုသဘောမကျဘဲနဲ့တခြားသူတွေနဲ့တူတူလေ့ကျင့်ဖို့ခံလိုက်ခဲ့ပါတယ်။လေကျင်းရေးမှာတော့ရန်လီကသူ့ထက်ကြီးတဲ့ကစားသမားတွေကသူ့ရဲ့မကောင်းကြောင်းကိုပြောတာကိုကြားလိုက်ရတဲ့အတွက် SRD ကတော့ဝင်နေရယူလိုက်ပြီးတော့ရန်လီကို Valentina ကိုတွားတောင်းပန်အောင်လို့လှုပ်လိုက်ခဲ့ပါတယ်။ Valentina ကတော့သူ့ကိုကူညီပြီးတော့ကစားပေးဖို့ကိုင်းနဲ့ကိုပြတ်ခေါ်သွားခဲ့ပါတယ်။ နောက်တစ်ချိန်ကစားပွဲမှာတော့အတင်းအတင်းခွဲကစားရမှာဖြစ်ပြီးတော့ Brinet Gristo ကတော့တလန်တဲ့ကိုသွားလိုက်ကြပါရင် Randy ကတော့သူ့ရဲ့တငယ်ချင်းတွေနောက်ကိုလိုက်ရမလား Valentina နောက်ကိုလိုက်ရမလားတွေးနေခဲ့ပြီးတော့ Joy ကတော့သူ့ရဲ့တငယ်ချင်းတွေကိုတစ်ဆာရှိတဲ့အနေနဲ့ Brinet Gristo နောက်ပဲလိုက်ချင်ခဲ့ပါရင်ဒါပေမဲ့လို့ SSJ ကတော့ second ပိုင်းအတွင်းမှာရင် Randy ရဲ့ထူးဆေးခံစားချက်ကိုမကောင်းတဲ့မှတ်ဉာဏ်တွေလွှင့်ပြတဲ့ဆက်နဲ့ကိုမှအဝေးကိုလွှင့်ပြလိုက်ခဲ့ပါရင်သူကတော့ Randy ရဲ့အနာဂတ်အတွက်စိုးရိမ်ပြီးတော့အကောင်းဆုံးဖြစ်စေချင်တဲ့အတွက်လှုပ်လိုက်တာပဲဖြစ်ပါရင် ။ SNL ကတော့မူလစိတ်ခံစားချက်တွေက rally အတွက်ကိုမှအထောက်အကူမဖြစ်ခဲ့တဲ့အတွက် embarrassment ကိုသူတို့အားလုံးကိုအဝေးပို့ဖြစ်ဖို့ပြောလိုက်ခဲ့ပါတယ်။လမ်းကြောင်းရှင်းသွားတဲ့အတွက်ကိုပါ SNL ကသူဖြစ်ချင်းတဲ့အတိုင်းကိုလုပ်ဖို့သူပါရဲမှတ်ဉာဏ်ကိုအထူးမှတ်ဉာဏ်မြစ်ထဲကိုတွားမြှောက်ပြီးတော့ SNL ကတော့ rally ရဲ့အဓိကခန်းစားချက်တွေမှာကအစာပါလာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူကမူလခန်းစားချက်တွေကိုပလင်းတစ်ခုတည်းကိုထည့်လိုက်ပြီးတော့ rally ရဲ့လှုပ်ဝက်ခန်းစားချက်ကိုတင်ထားတဲ့အခန်းထဲကိုပို့လိုက်ခဲ့ပါတယ်။ဂျွိုင်းတို့ကတော့အဲ့ဒီနေရာမှာ rally ငငယ်တုန်းကအရင်ကြိုက်ခဲ့တဲ့မော့အိတ်လေးနဲ့ Buff ဆိုတဲ့ဟာတာခွေးလေးရဲ့ Rally ငငယ်ကအကြိုက်ဆုံးဗီဒီယိုဂိမ်းတွေက Lens ဆိုတဲ့ဇက်ကောင်နဲ့ကိုတွေ့သွားခဲ့ပါတယ်။ပြီးတော့ Rally ရဲ့အနယ်ရှိုင်းဆုံးလှုပ်ဝက်ချက်ဖြစ်တဲ့ခေါင်းဆိုးနဲ့မကောင်းဆိုးဝါအကြီးကြီးကိုလည်းတွေ့လိုက်ရပါတယ်။ Buff ကတော့သူ့ရဲ့မော်အိတ်ထက်က Dynamite နဲ့အခန်းကိုဖောက်ခွဲပြီးတော့အားလုံးကိုလွတ်ပေးလိုက်ပါတယ်။အလုံးကထွက်သွားခဲ့ပေမဲ့အနယ်ရှိုင်းဆုံးလှုပ်ဝက်ချက်ကတော့သူထွက်လာရမယ့်အချိန်မတန်သေးလို့ဆိုပြီးတော့နေခဲ့လိုက်တာပဲဖြစ်ပါတယ်။အဲဒီအချိန်မှာတော့ဘန်ဆောင်ရဲတွေကသူတို့လွတ်သွားပြီဆိုတာကိုသိတဲ့အတွက်အလုံးကိုပြန်ဖမ်းဖို့ကိုရောက်လာခဲ့ကြပါတယ်။ လန်စကတော့သူတို့အားလုံးကိုလွတ်အောင်လူကူညီဖို့အတွက်သူ့ရဲ့အကောင်းဆုံးပါဝါဖြစ်တဲ့လှိမ့်ပြီးတော့တိုက်ခိုက်တာကိုလုံးလိုက်ပေမဲ့အဆောင်တွေကတော့ရှောင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့လို့လန်စကတော့သူတို့ဘေးကပုံးကိုထိမိသွားတဲ့အကြောင်းပုံးကတော့အဆောင်တယောက်ကိုတိုက်မိသွားပြီးတော့အဲဒီကနေအစင်းစင်းကိုတိုက်မိသွားခဲ့ကြပါတယ်။အဆောင်တယောက်ကတော့အခန်းတကကိုဖိမိသွားခဲ့ပြီးတော့အထဲကိုရောက်သွားတဲ့အတွက်ကိုမှနောက်တယောက်ကတော့ကယ်ရင်အဆောင်တွေအားလုံးအခန်းထဲမှာပိတ်မိသွားခဲ့ပါတယ်။သူတို့လွတ်လာပြီးတဲ့နောက်မှာတော့ဂျွိုင်းရဲ့မူလစစ်ခန်းစားချက်တွေကထွက်ပြေးရင်ရန်လီရဲ့စစ်ရဲတွေကသူတို့နောက်ကိုလိုက်လာကြပါတယ်။ ဂျိုင်နိုကတော့ရန်လီစိတ်ထဲကအဝေးတက်နေရကိုရောက်လာကြပြီးတော့အပြစ်ခံလိုက်ရတဲ့မူရင်းစိတ်ခံစားချက်ကိုထိချုပ်ခန်းစီကိုပြန်ထားဖို့အတွက်အဲ့ဒီစိတ်ခံစားချက်ကိုလိုက်ရှာဖို့ဆုံးဖြတ်လိုက်ကြပါတယ်။မနေ့မိုးလင်းတဲ့အခါမှာတော့ SIRD ကအစိုးကြီးထပြီးတော့ရန်လီကိုလေ့ကျင့်ခိုင်းလိုက်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲ Valentina ကရောက်ရှိလာခဲ့ပြီးတော့ Randy နဲ့တူတူကစားပေးလိုက်ပါတယ်။သူတို့တွေပို့ခင်လာအောင်လို့ MV ကတော့ Valentina ကိုသူ့ဘဝနဲ့ပတ်သက်တဲ့မိကုံးတွေမေးလိုက်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲ Brine နဲ့ Grace တို့အပါအဝင်ကမှတခြားသော hockey ကစားသမားတွေကလည်းအဖွဲလိုက်ကိုမှရောက်လာခဲ့ကြပါတယ်။ ရန်လီကတော့ဘရီနဲ့ဂရိစတိုကိုတွေ့ပေမဲ့လည်းတေကယူမဆိုင်နေပဲနဲ့နေလိုက်ခဲ့ပါရင်အဲ့ဒီအချိန်မှာဂျွိုင်းတို့ကတော့သူတို့သွားချင်တဲ့နေရာကိုရောက်အောင်လို့အသီးစိတ်မျက်စီကိုသွားလိုက်ခဲ့ကြပါရင်ဆန်နက်စ်ကတော့သူတို့တွေရန်လီရဲ့ပေးမခန်းစားချက်ကိုယူပြီးရင်သူတို့ကိုထိန်းချုပ်ခန်းကနေပဲပြန်ခေါ်လို့ရတာကြောင့်အဲ့ဒီနာကဖန်ပြွန်ကနေထိန်းချုပ်ခန်းကိုသွားဖို့ကိုအကြံပေးလိုက်ပါရင်ဂျွိုင်းကတော့ဆန်နက်စ်ကိုအဲ့ဒီကိုသွားခိုင်းလိုက်ပြီးတော့သူနဲ့တခြားသောခန်းစားချက်တွေကတော့နောက်တလဲကိုသွားလိုက်ခဲ့ကြပါရင်အဲ့ဒီအချိန်မှာအဇာယတီကတော့ရန်လီရဲ့ဘဝတစ်ခုလုံးကိုထိန်းချုပ်နေပြီးတော့ သူနဲ့ပတ်သက်တဲ့မှတ်ဉာဏ်တွေအများကြီးထွက်လာအောင်လုပ်လိုက်ခဲ့ပါပြီ။ပြီးရင်နောက်မှာတော့ Riley ရဲ့ယုံကြည်မှုအတက်ကိုလှုပ်ဖို့အတွက်အထူးသောစိတ်ခံစားချက်တွေကိုထားရမြင်မှာသူရဲ့မှတ်ဉာဏ်လုံးတွေပဲထားလိုက်ပြီးတော့အဲဒီကနေအလင်းတန်းတွေကထွက်လာခဲ့ပါပြီ။အဲဒါကြောင့်ပဲ Riley ကတော့ Hockey ကစားတာပိုဒေါ်လာတဲ့ပြေကိုမှ Valentina တို့အဖွဲ့နဲ့လည်းခင်လာခဲ့ပါပြီ။ Riley ကတော့ Valentina တို့အဖွဲ့နဲ့တနေ့လုံးကိုမှအချိန်ပြုံးပြီးတဲ့နောက်မှာတော့အဖွဲ့တွေကတယောက်ကတော့ Riley အကြိုက်ဆုံးတချင်းကိုမိလိုက်ပါပြီ။ အင်ဂျင်နီယာရော MV ရောကအဲ့ဒီအဖြစ်ကိုမသိတာကြောင့် Rally ရဲ့အရင်ကမှတ်ညံတွေအလုံးကိုပြန်ယူလိုက်ပါတယ်။မှတ်ညံတွေက Sanders ကလာနေတဲ့ pipeline ကနေထိန်းချုပ်ခန်းစီကိုတက်လာတဲ့အတွက် Sanders ကလည်းမှတ်ညံတွေနဲ့အတူတူပါဝင်လာခဲ့ပါတယ်။ Sanders ကလည်းမှတ်ညံလုံးတွေနဲ့ဖုံးသွားခဲ့ပေမဲ့လို့ကံကောင်းစွာနဲ့ခန်းစားချက်အစ်တွေကသူ့ကိုမမြင်သွားခဲ့ပါဘူး။အင်ဂျင်နီယာတို့ကတော့မှတ်ညံအဟောင်းတွေကနေ Rally ကြိုက်တဲ့သချင်းတွေကိုလိုက်ရှာနေတဲ့ MV ကတော့ Rally ငငယ်တွေကကြိုက်ခဲ့တဲ့အဆိုတော်အဖွဲတစ်ခုကိုတွေ့သွားခဲ့ပါတယ်။ဒါပေမဲ့လို့ Valentina တို့အဖွဲကအဲ့ဒီအဖွဲကိုမကြိုက်ကြောင်းနဲ့ အဲ့ဒီအဖွဲကတော့အရန်ကုန်မှာကလေးဆန်တယ်လို့ပြောနေတဲ့အတွက် Randy ကတော့ဘယ်ဟာပြောရမလဲမသိဘူးဖြစ်သွားခဲ့ပါရင်အဲ့ဒီအချိန်မှာပဲ Randy ဘဝရဲ့ပထမဦးဆုံးအကြိမ်အရွယ်တိုက်တဲ့စကားကိုပြောလိုက်ခဲ့ပါတော့ရင်အဲ့ဒါကြောင့်ပဲ Randy စိတ်ထဲကတချို့သောနေရာတွေကပျက်စီးသွားခဲ့ပြီးတော့ Joino လာနေတဲ့မြေကြီးကပါပြိုကျသွားတဲ့အတွက်ကို Joino လေးယောက်ကလည်းတွင်းထဲကိုမကြအောင်လို့ကုန်းဘော်ကိုပြစ်တက်လိုက်ကြပါရင် Joino ကတော့တစ်ဖက်မှာရှိနေတဲ့လုံသားနှစ်ယောက်ကိုသူတို့ကိုကူညီပေးဖို့ပြောနေမိပဲလို့သူတို့ကတော့ညင်ပြီးကိုထပ်သွားခဲ့ကြပါရင်အပြင်ဘက်မှာတော့ Randy ပြောနေတဲ့စကားကိုသူ့ရဲ့တငယ်ချင်းနှစ်ယောက်ကကြားသွားခဲ့ပြီးတော့ သူအခုဟာသားလုံးနေတဲ့အဖွဲကသူရမ်းကြိုက်ခဲ့ရတဲ့အဖွဲဆိုတာကိုပြောလိုက်ခဲ့ပါရင်ရန်လီကတော့ညင်းလိုက်ပြီးတော့အဲ့ဒီအဖွဲကိုဟာသားလုံးတဲ့အနေနဲ့ရွေးလိုက်တဲ့အတွက်ကိုမှရန်လီရဲ့စိတ်ထဲကနေရာတွေဟာပြိုကျလာခဲ့ပါရင်ရန်လီရဲ့တငယ်ချင်းနှစ်ယောက်ကလည်းထွက်သွားခဲ့ပြီးတော့ရန်လီရဲ့စိတ်ထဲမှာတော့ join တို့ကရန်လီရဲ့ပင်ရင်ခန့်စားချက်ကိုယူဖို့လမ်းကိုလိုက်ရှာနေခဲ့ကြပါရင်သူတို့ကကြာရှည်မှတ်ဉာဏ်တွေထားထားတဲ့နေရာကိုရောက်သွားခဲ့ပြီးတော့အဲ့ဒီနေရာကရှုပ်ထွေးတာကြောင့် join ကတော့ပင်မခန့်စားချက်တွေရှိတဲ့နေရာကိုတည်ရအောင်ဒလေကားနဲ့တပ်ဖို့ကိုလုပ်လိုက်ခဲ့ပါရင် ဒါပေမဲ့လို့ join ကတော့တက်လီကာကိုမတုံးတက်တဲ့အတွက်အပေါ်မရောက်ပဲနဲ့ Degas and ကနဲ့ Fedo ကတော့ပြဿနာတွေတက်ကုန်ပြီးတော့ဖြစ်ခဲ့တဲ့အရာအတိုင်းအတွက်ကိုမှ join ကိုအပြစ်တင်လိုက်ခဲ့ကြပါရင်သူ့ရဲ့တငယ်ချင်းတွေပြောတာကိုကြားတဲ့ join ကတော့ပောက်ကွဲလာပြီးတော့သူ Riley အလိုအဆုံအချိန်မှာမရှိပေးနိုင်တဲ့အတွက်ကိုမှ online ခဲ့ပါရင်ပြီးတဲ့နောက်မှာတော့ join ကမှိုင်းချသွားခဲ့ပြီးတော့သူ့ရဲ့တာဝန်တွေအားလုံးကို anxiety ကိုပေးလိုက်ရပြီလို့ပြောလိုက်ခဲ့ပါရင် Riley ရဲ့အတံပါဆုံးခံစားချက်ကအားနည်းနေတဲ့အတွက်ကိုမှသူ့ရဲ့တငယ်ချင်းတွေကသူ့ကိုနှစ်သိပ်ပေးလိုက်ပြီး အန်ကာကတော့သူ့ရဲ့နောက်မှာရှိတဲ့အလုံသမားနှစ်ယောက်စီကမှတ်ညံဆုပ်တဲ့ဆက်ကိုတွားယူလိုက်ခဲ့ပါရင် join နဲ့သူ့ရဲ့တငယ်ချင်းတွေကဆက်ကိုဖွင့်လိုက်ခဲ့ပြီးတော့လေဆုပ်ဆက်ပေါ်မှာတွေ့ကက်ထားလိုက်ပါရင်အဲဒါကြောင့်သူတို့ကဝင်ကဘာကြီးရဲ့အပေါ်ဆုံးကိုရောက်သွားခဲ့ပြီးတော့ပင်မမှတ်ညံရှိမဲ့နေရာကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရပါရင် join နဲ့သူ့ရဲ့တငယ်ချင်းတွေကအဲ့ဒီတင်နေရာနောက်ကိုလိုက်သွားခဲ့ကြပါရင်အဲ့ဒီအချိန်ထိချုပ်ရဲခန်းမှာတော့ SRD နဲ့ MV တို့ဟာမနေ့ဖြန်ပြိုင်ပွဲပြိုင်ပွဲကြီးအတွက်ကိုမှပြင်ဆင်နေကြပါရင် SRD ကတော့အရာအလုံးဟာအဆင်ပြေပြေနိုင်သွားရင် Rally ကတော့ professional အတင်းနဲ့ကိုပူးပေါင်းရမယ်လို့တွေးနေတာပဲဖြစ်ပါရင် ူတို့နေရာကတော့ထင်းချိုးဆက်မှာလုံးလုံးနေကြတော့မှာပဲ Embarrassment ကတော့မှတ်ညံတွေစီးထားတာကိုကြည့်ရင်လည်းတနေရာရာကမူမမှန်တာကိုတတိထားမိသွားခဲ့ပါဘူး။သူကတော့အဲ့ဒီနားကိုသွားကြည့်လိုက်တဲ့အခါမှာတော့မှတ်ညံမှတ်တမ်းစာအုပ်တွေဖတ်နေတဲ့ Sanders ကိုတွေ့လိုက်ရပြီးတော့ Sanders ကတော့သူရောက်နေတာဘသူကိုမှမပြောဖို့ကိုတားလိုက်ခဲ့ပါဘူး။ Embarrassment ကတော့သူဘသူကိုမှမပြောပြတဲ့ပြေကိုမှ Sanders ကိုတခြားသူတွေမမြင်အောင်လို့မှတ်တမ်းစာအုပ်တွေနဲ့ကိုထပ်ကထားပေးလိုက်ပါဘူး။ Joanne ကတော့ Riley ရဲ့စိတ်ကူးတွေကိုတီးထွင်ထားတဲ့စိတ်ကူးနဲ့မြင်တဲ့ရောက်လာကြပြီးတော့ ဲ့ဒီနေရာကအရာအလုံးပြောင်းလဲနေတာကိုတွေ့လိုက်ရပါတယ်။ခေါင်းအိမ်ရဲ့ပုံစံကလည်းပြောင်းလဲနေပြီးတော့လိမ္မော်ယံဖြစ်နေတဲ့အတွက်ဂျွိုင်းနိုကတော့အပေါဝါကနေအခြေအနေတွေကိုခြောက်ကြည့်လိုက်ကြပါတယ်။အထဲမှာတော့အဇယတီကအလုံးကိုထိန်းချုပ်နေပြီးတော့ရန်ရီရဲ့အိတ်တဲ့အခြေအနေကိုအတွေ့ထဲမှာပြိုင်ပွဲတွေတော့ကိုမှစိုးရတဲ့အရာတွေဖြစ်နိုင်တယ်ဆိုတဲ့ပုံရိပ်ရောင်တွေထုတ်ပေးနေခဲ့ပါတယ်။အဲဒီရည်ဒီကတော့ရန်လီကိုအဲ့လိုမျိုးစိုးရိမ်စရာတွေပြီးမှပြိုင်ပွဲကိုတူတေချာကြိုးစားမယ်လို့ထင်နေကြတာပဲဖြစ်ပါရင် ဒါပေမဲ့လို့အဲ့ဒါကြောင့် Randy ကပိုစင်းညစ်ပြီးတော့အိမ်မပျော်ဖြစ်နေခဲ့ပါရင် Joy တို့ကတော့စပွဲပေါ်တခုလွတ်နေတာကိုအခွင့်အကောင်းယူပြီးတော့အဲ့ဒီနေရာကိုသွားလိုက်ကြပါရင် Joy အန်က Fin နဲ့ Discard တို့ကတော့ Randy ရဲ့မနေ့ပြန်ပြိုင်ပွဲအတွက်ကိုမှပျော်စရာပုံရိပ်တွေကိုဆွဲပြီးတော့ပေးလိုက်ကြပါရင်အဲ့ဒီပုံရိပ်တွေကြောင့် Randy ကတော့အနေငယ်စိတ်အေးသွားရပြီးတော့ Anxiety ကတော့တခုခုမှားနေပြီး Joy တို့အဲ့ဒါကိုလုံနေတယ်ဆိုတာကိုရိပ်မိသွားခဲ့ပါရင်သူကတော့စိတ်ထာနာကရဲတွေကိုခေါ်ပြီးတော့ Joy တို့ကိုဖက်ခတ်လိုက်ပါရင်အဲ့ဒီအချိန်မှလေ Joy ကထလာခဲ့ပြီးတော့ အားလုံးကိုအဲ့လိုမျိုးစိတ်ပူအောင်လုပ်တာတွေက rally ကိုပဲထိခိုက်လိမ့်မယ်လို့ပြောလိုက်ခဲ့ပါတယ်။ပြီးတော့ rally ကအကောင်းမြင်ဖို့လိုပြီးတော့အဲ့ဒီလိုဆိုရင် rally ကဘာမှကိုစိတ်တော့ကရောက်စီရမလို့ပဲနဲ့သူ့ရဲ့ပန်းတိုင်ကိုအောင်မြင်အောင်လုပ်လို့နိုင်မယ်လို့ပြောလိုက်ခဲ့ပါတယ်။ join ရဲ့စကားကိုကြားပြီးတော့ပုံစံဒီဇိုင်းဆွဲတဲ့သူအားလုံးကလည်း rally အတွက်ကိုမှအနာဂတ်မှာပျော်စရာဖြစ်လာမယ်။ပုံရည်လေးတွေကိုပဲဖန်တီးလိုက်ပြီးတော့အဲ့ဒီနေရာကြီးကိုလည်းရှုပ်ပွားအောင်လို့လုပ်လိုက်ကြပါတယ်။ SSD ကတော့ဒေါသထွက်သွားခဲ့ပေမဲ့ rally ကတော့နှင်းနှင်းချက်ချက်ကိုအိပ်ပျော်သွားခဲ့ပြီပဲဖြစ်ပါတယ်။ ဂျွိုင်းကတော့သူ့လှုပ်ချင်တာတွေကိုအောင်မြင်အောင်လို့လှုပ်လိုက်နိုင်ပေမဲ့လို့ရဲတွေလိုက်ဖမ်းတာကြောင့် Joint ရဲ့သူ့ရဲ့တငယ်ချင်းတွေကထွက်ပြေးလိုက်ကြပါရင် Joint ကတော့ Rally ရဲ့အနာဂတ်မှာဖြစ်ချင်တဲ့အရာတွေကိုပြတဲ့နေရာကိုရောက်သွားခဲ့ပြီးတော့သူဖြစ်ချင်တဲ့အရာတွေကမိုးပြပူပေါင်းအနေနဲ့ပေါ်လာခဲ့ပါရင် Joint ကအဲ့ဒီထဲကတရားသူကြီးမိုးပြပူပေါင်းကိုတက်စီပြီးတော့ထွက်လာခဲ့ကြပါရင် SLD ကတော့ Rally ကိုစေပူအောင်လုံမဲ့ပုံရင်းရောင်တွေမရှိရင် Rally ကမနေ့ပြန်ပြိုင်ပွဲအတွက်အာယုံဆန်းနိုင်တော့မှာမဟုတ်လို့တွေးပြီးတော့စေပူနေခဲ့ပါရင် ဲ့ဒီအချိန်မှာပဲသူတို့ကကစားသမားတွေကိုမှတ်ချက်ပေးထားတဲ့စာအုပ်ရှိတယ်ဆိုတာကိုတတိယသွားခဲ့ပြီးတော့အဲ့ဒါကိုအတုံးချဖို့စဉ်းစားလိုက်ကြပါရင်သူတို့ကတော့အဲ့ဒီစာအုပ်အကြောင်းကိုတားပြရင် Riley စစ်ပူပြီးတော့အဲ့ဒီစာအုပ်ထဲမှာမှတ်ချက်ကောင်ရဖို့လုပ်မယ်ဆိုတာကိုသိတဲ့အတွက်စာအုပ်အကြောင်းမှတ်ဉာဏ်ကိုပါပြလိုက်ခဲ့ပါရင်ဘာဖြစ်နေလဲဆိုတာကိုတွေးလိုက်ရတဲ့ Sadness ကအဲ့ဒီအကြောင်းတွေကို Joint Note ကိုတတိပေးလိုက်ခဲ့ပါရင် ဆန်နက်စ်ကတော့ဘာတွေလုပ်ရမလဲမသိဖြစ်နေတော့မှပဲအိပ်ပျော်သွားရဝီလက်ထဲကထင်းချုပ်ပုံကိုတွေ့လိုက်ခဲ့ရပါတယ်။ကတော့အဲ့ဒီဖုန်းထဲကနေထင်းချုပ်ခလုတ်ကိုထိလိုက်တဲ့အတွက်ရန်လီကတော့သူ့လုံးနေတဲ့အရာတွေကိုဆက်မလုပ်တဲ့ပဲနဲ့ငိုလိုက်ခဲ့ပါတယ်။ ဒါပေမဲ့လို့ anxiety ကတော့ဘာဖြစ်နေလဲဆိုတာကိုတည်သွားခဲ့ပြီးတော့အဲ့ရမှာစောင့်ရှောက်ထားတဲ့ suspect ကိုတွေ့သွားခဲ့ပါ යි ။သူကတော့ suspect ကိုပုံတပုံနဲ့ကိုထည့်ချထားလိုက်ပြီးတော့ Riley ကိုစာအုပ်ဆက်ကိုကြည့်ရအောင်လို့လုပ်လိုက်ခဲ့ပါ යි ။စာအုပ်ထဲမှာတော့ခေါင်းဆောင်က Riley ကို professional ဖြစ်ဖို့ကိုအဆင်သင့်မဖြစ်သေးဘူးလို့မှတ်ချက်ပေးထားတာကိုတွေ့လိုက်ရပါ යි ။ anxiety ကတော့အရန်ကိုမှစိတ်ပူသွားခဲ့ပြီးတော့အဲ့ဒါကိုပြောင်းလဲနိုင်ဖို့အတွက်အစီအစဉ်တွေအားလုံးကိုတောင်းလိုက်ခဲ့ပါ යි ။ ရန်လီစိတ်တွေကအစီအစဉ်တွေကမိုးရီလိုမျိုးရွာကျလာတာကြောင့်မိုးပြပူပေါင်းကိုစီးပြီးတော့လာတဲ့ရန်လီတို့ကိုပါထိသွားခဲ့ပါရင်အဲ့ဒီအကြံဉာဏ်တွေအားလုံးကရန်လီအတွက်ကိုမကောင်းတဲ့အတွက်ကိုမှဂျွန်ကတော့အရာတွေကိုရိုက်ထုတ်ပေမဲ့လည်းအချင်းတွေကပိုဆိုးလာပြီးတော့မုံတိုင်းကြီးဖြစ်လာခဲ့လိုက်ပါရင်အချင်းငယ်မုံတိုင်းတွေကနေ SIT ရဲ့အကြီးဆုံးအကြံဉာဏ်ကြီးရောက်လာတာကိုတွေ့လိုက်ရပါရင်ဂျွန်ကတော့အရာကိုထိန်းချုပ်ခိုင်းစီကိုမရအောင်လို့တားလိုက်ပေမဲ့လည်းအားလုံးကတော့ဖန်ပြုံမှပြိမိသွားခဲ့ပြီးတော့ဂျွန်တာအရာကိုလက်မလို့ရင်သူ့ရဲ့တငယ်ချင်းတွေအားလုံးဒုက္ခရောက်မှာပဲဖြစ်ပါရင် ဲ့ဒါကြောင့် join ကတော့အကြံဉာဏ်ကြီးကိုလွတ်ချလာပြီးတော့အလုံးကတော့အောက်ပြုတ်ချသွားခဲ့ရပါတယ်မိမိဘောကမကြခင်မှာပဲ fake ကသူဝင်းကြီးမှာပါတဲ့ lady ကိုဖွင့်လိုက်တာကြောင့် အားလုံးကတော့အန်နီရဲ့ကိကိနဲ့မြေပြင်ပေါ်ကိုဆက်သက်သွားနိုင်ခဲ့ပါတယ်။အဲဒီအချိန်မှာပဲအကြံဉာဏ်မီလုံးကြီးကတော့ Anxiety တို့စီကိုရောက်သွားခဲ့ပြီးတော့ Anxiety ကတော့အရာကိုထိန်းချုပ်ရေးဆက်ပေါ်မှာတက်လိုက်ခဲ့ပါတယ်။အဲဒါကြောင့် Riley ကတော့နောက်နေ့မနက်မှာတော့ဆော့ဆော့ထပြီးတော့ပြိုင်ပွဲမှာတူနိုင်အောင်လုပ်ဖို့ကိုဆေးရထက်တန်နေခဲ့ပါတယ်။ Riley ကတော့ Valentina စီကချီချူးခံရအောင်လို့ Valentina လိုမျိုးစပင်ကိုအနီရဆုလိုက်ခဲ့ပါတယ်။သူကတော့ Valentina ရဲ့အဖွဲနဲ့အဆင်ပြေနေပေမဲ့လည်း ်ဘရင်းနဲ့ခရစ်တိုကတော့သူနဲ့ဝင်းနေကြပြီပဲဖြစ်ပါတယ်။အဲဒီအချိန်မှာဂျွိုင်းတို့ကရန်လီစစ်ရဲ့အောက်ခြေကိုရလာခဲ့ကြပြီးတော့ပင်မခန်းစားချက်ကိုတွေ့တော့ခဲ့ကြပါတယ်။ဒါပေမဲ့လို့အဇာရတီကတော့ပင်မခန်းစားချက်အစ်စ်ကိုလုံးလိုက်ပြီဖြစ်တဲ့အတွက်အရာကဖြတ်ပြီးသားဖြစ်သွားခဲ့ပါတယ်။ပင်မခန်းစားချက်အတစ်က SLD မျှော်လင့်ထားသလိုမဟုတ်ဘဲနဲ့ Rally ကတော့သူ့ကိုယ်သူမလုံလောက်သေးဘူးလို့ပြောလာခဲ့ပါတယ်။ SLD ကတော့ထင်းချုပ်ရေးဆက်နဲ့ချင်းတွေကိုပြန်ဖြည့်ရှင်းဖို့လိုလိုက်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲ Sussnet နဲ့ ် Abrasman တို့ကိုသူတို့ကိုကူညီပေးဖို့ကိုပြောလိုက်ခဲ့ပါတယ်။ Azerity လုတာတွေကမှားနေတာကိုသိသွားတဲ့ Abrasman ကတော့ Sasnet ကိုလွှတ်ပေးလိုက်ခဲ့ပါတယ်။ဆက်စနယ်ကတော့ထင်းချုပ်ရေးဆက်စီကိုတွားပြီးတော့ဆက်ရအောင်ဆုံးမှရှိနေတဲ့ join တို့ကိုဆက်သွယ်ရေးပိုက်ကနေကိုပြတ်ခေါ်လိုက်ပါတယ်။သူပါလုံးနေတာလဲဆိုတာကိုတည်သွားတဲ့ Azerity ကတော့ join တို့ပြတ်မလာနိုင်အောင်လို့ pipeline ကိုလုံးဝဖြည့်ဆည်းပစ်လိုက်ပါတယ်။ မျော်လင့်ချက်မဲ့သွားတဲ့ joy ကတော့သူက rally ရဲ့အဓိကခန်းစားချက်မဟုတ်တော့ဘူးဆိုပြီးတော့ဝန်နေသွားတဲ့ကြောင်းအရာအလုံးကိုအရှုံးပေးလိုက်ခဲ့ပါရင်အပြင်ဘက်မှာတော့ပြိုင်ပွဲကစနေပြီးတော့ Severity ကတော့ rally ကိုပြိုင်ပွဲမှာတုံးကိုတွင်းကိုတွင်းရမယ်လို့သတ်မှတ်ထားလိုက်ပါရင်အဲ့ဒါမှပဲသူက Valentina ရဲ့အမှတ်ကိုမှီပြီးတော့ professional အဖွဲ့တွေဝင်ကွင်းရမယ်လို့တွေးလိုက်ပါရင်ပြိုင်ပွဲကစနေခဲ့ပြီးတော့ Rally ကသူ့စီကို hockey ပြားရောက်နေပေမဲ့အတင်းနဲ့ကိုမှမလုပ်ပဲနဲ့တယောက်တည်းပဲယူပြီးတော့ကိုတွင်လိုက်ပါရင်စစ်ထဲမှာတော့ join က1နဲ့နေတာကြောင့်သူ့ရဲ့တကယ်ချင်းတွေက သူတို့ကတော့ Rally ရဲ့အဓိကစိတ်ခံစားချက်မဟုတ်တော့ပေမဲ့လို့ Rally ရဲ့ပုံစံကိုတော့မပြည့်စည်စေရဘူးလို့ပြောလိုက်ခဲ့ပါတယ်။အင်္ဂါကတော့အကြံတစ်ခုရသွားခဲ့ပြီးတော့ Buff ရဲ့လူတားရအိတ်လေးကိုခေါ်လိုက်ခဲ့ပါတယ်။သူကတော့အဲ့ဒီအိတ်ထဲကနေထိန်းချုပ်ခန်းထဲကိုပြန်ရောက်ဖို့လိုအပ်တဲ့ပစ္စည်းတွေကိုရှာပေးမယ်လို့ Dynamite တွေကြီးဘက်ကိုတွေ့ရကြောင်း Joy ကတော့အဲ့ဒါတွေနဲ့ Rally ရဲ့စွန့်ပစ်မှတ်ဉာဏ်ပုံကြီးကိုဖြိုချပြီးတော့အဲ့ဒါနဲ့ထိန်းချုပ်ခန်းကိုပြန်ကြမယ်လို့ပြောလိုက်ခဲ့ပါတယ်။သူတို့ကတော့အချင်းထပ်ဖြုံးမနေတော့ပဲနဲ့ Dynamite ကိုဖောက်ကွဲလိုက်ပြီးတော့စွန့်ပစ်ခန်းမှတ်ဉာဏ်တောင်ကြီးကိုဖြိုချလိုက်ပါတယ်။ တောင်ကြီးကပြိုကျလာခဲ့ပြီးတော့မူလခန်းစားချက်တွေအလုံးကိုတည်သွားခဲ့ပါတော့ရီရန်လီကတော့ဒုတိယကစားပွဲကိုစနိုင်ပြီးတော့အရန်စိတ်လို့ရှာနေခဲ့ပါတယ်အဇာရတီရဲ့အရန်ဖိအားပေးမှုတွေကြောင့်ရန်လီကလည်းနိုင်ဖို့ကိုပဲအားတန်နေခဲ့ပါတယ်အဇာရတီကတော့မကျင်းတဲ့တွေပဲနဲ့နောက်ထပ်ရမှတ်တွေရအောင်လို့ကိုဝင်အောင်လုပ်လိုက်ခဲ့ပါတယ်။ဒါပေမဲ့လို့အချင်းချင်းခါခါမဝင်တာကြောင့်ရန်လီကတော့ဒေါသထွက်လာခဲ့ပါတယ်။သူကတော့ကိုဝင်ဖို့ကိုပဲအာရုံရောက်နေပြီးတော့ဘာကုမကိုမမြင်တော့တဲ့အတွက်သူ့ရဲ့တငယ်ချင်း Chris နဲ့တိုက်မိပြီးတော့ Grace ကတော့တန်ရရသွားခဲ့ပါတယ်။ Riley ကတော့ပြတ်တဲ့အနေနဲ့2မိနစ်နားလိုက်ရပါတယ်။ Ancelotti ကတော့ပို့ပြီးတော့ save ပူလာခဲ့ပြီးတော့ထိန်းချုပ်မှုလုပ်သားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲ Chino ကမျက်ညံစိုးရိမ်ကိုစီးလာရင်းနဲ့မျက်ညံစိုးရိမ်ကတွင်းထဲကိုကျပြီးတော့မြစ်ထဲကိုမြောက်သွားခဲ့ကြပါတယ်။ Chino ရဲ့သူ့ရဲ့တငယ်ချင်းတွေကကက်ကောင်းစွာနဲ့ပဲရေပေါ်ပြန်တက်လာပြီးတော့မျက်ညံလုံးအနေနဲ့အတူတူထိန်းချုပ်ကန်အောက်ကိုရပ်သွားခဲ့ကြပါတယ်။ Ancelotti ကတော့ထိန်းချုပ်မှုကိုလွတ်သွားခဲ့ပြီးတော့ထိန်းချုပ်ရဲ့ခလုတ်တွေကိုရနိုင်သမျှကိုလိုက်နေခဲ့ပါတယ်။တဖြည်းဖြည်းနဲ့သူကဟာရီကိန်းမုန်တိုင်းလိုမျိုးဖြစ်ပြီးတော့ထိန်းချုပ်ရဲ့ဆန်နာမှာမုန်တိုင်းထန်သွားခဲ့ပါတယ်။ တခြားသောခန်းစားချက်တွေကလည်းကြောက်ကြလာပြီးတော့ embarrassment ကတော့သူတို့ကိုတာဖို့ anxiety လောက်ထားတဲ့ပင်မခန်းစားချက်ကိုဖျောက်ရမယ်ဆိုတဲ့အတွက်အားလုံးကတော့အဲ့ဒါကိုတူတူဖျောက်လိုက်ခဲ့ကြပါတယ်။ဒါပေမဲ့လို့ပင်မခန်းစားချက်ကအရန်ကုန်မှအာတက်နေတာကြောင့်သူတို့ကတော့မဖျောက်နိုင်ခဲ့ဘူးဖြစ်ပါတယ်။အပြင်မှာရှိနေတဲ့ rally ကတော့အရန်ကုန်မှစိတ်လို့ရှားလာတာကြောင့်ရင်မထဲကအောင့်ပြီးတော့အသက်ရှူပါကြက်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲ join နဲ့မူလခန်းစားချက်တွေကရောက်ရှိလာခဲ့ပြီးတော့ ပေးမခန်းစားချက်ကြီးကိုဖြုတ်ဖို့ကိုမှကုပေးလိုက်ကြပါရင်အန်ကာရိုကတော့အဲ့ဒါကိုကုဖြုတ်ပေးနေတော့မှ driver SRTC ကိုတွားပြီးတော့လက်လွတ်လိုက်ဖို့အတွက်ကိုမှပြောလိုက်ခဲ့ပါရင်သူလုံးနေတာတွေအားလုံးကတော့မကောင်းတာကိုတည်သွားခဲ့တဲ့ SRT ကလက်ကိုလွတ်လိုက်ပြီးတော့ driver သူ့ကို hurricane နဲ့ကနေကိုဆွဲထုတ်လိုက်ခဲ့ပါရင်အဲ့ဒါကြောင့်ပဲအားလုံးက SRT ရဲ့ပေးမခန်းစားချက်ကိုဆွဲထုတ်နိုင်သွားခဲ့ပြီးတော့ငကိုမူရင်ပေးမခန်းစားချက်ကိုပြတ်ထည့်လိုက်ပါရင်ဒါပေမဲ့လို့အဲ့ဒါက rally ကိုပြန်ကောင်းအောင်လုပ်ဖို့မလုံလောက်သေးတဲ့အကြောင်း SRT ကတော့သူ့လုံခဲ့မိတာတွေအတွက်ကိုမှတောင်းပန်လိုက်ပြီးတော့ခန်းစားချက်တွေက ဘန်လီဘသူလဲဆိုတာကိုမပြောင်းလဲနိုင်ဘူးလို့နားလည်သွားခဲ့ပါတယ်။ဂျွိုင်းကလည်းသူလဲအက်ဇာရက်တီလိုပဲကောင်းတဲ့မှတ်ဉာဏ်တွေပဲတင်ထားခဲ့ပြီးတော့မကောင်းတဲ့မှတ်ဉာဏ်တွေကိုဟိုးအောင်ချေကိုပုတ်ပစ်ခဲ့တာကိုတတိယသွားခဲ့ပါတယ်။အဲဒါကြောင့်ရန်လီဖြစ်လာခဲ့တဲ့ခံစားချက်တွေကအကောင်းတွေကြီးပဲဖြစ်နေခဲ့တာလို့နားလည်သွားခဲ့ရပါတယ်။ဂျွိုင်းကရဆူပစ်ခံမှတ်ဉာဏ်တွေကလည်းအခုမြင့်ထဲရောက်နေတဲ့အတွက်ရန်လီတွက်ကတော့ပြင်မခံစားချက်အတိတ်ရအောင်လို့မူလဟာကိုဖျက်ပစ်လိုက်ခဲ့ပါတယ်။အဲဒါကြောင့်ပဲပြင်မခံစားချက်ကခံစားချက်မျိုးစုံရဲ့ဟာရီဖြစ်ကုန်မှပြောင်းလဲသွားခဲ့ပြီးတော့ခံစားချက်အလုံးကတော့ပြင်မခံစားချက်ကိုဖတ်ထားလိုက်ခဲ့ကြပါတယ်။ ရန်လီရဲ့ခန်းစားချက်တွေအားလုံးကတက်မသွားပြီးတော့သူ့ဘာကိုလိုအပ်လဲဆိုတာကိုနားလည်လာခဲ့ကြပါတယ်။အဲဒါကြောင့်ပဲရန်လီကစိတ်သက်သာရရသွားခဲ့ပြီးတော့အသက်ရှင်နိုင်သွားခဲ့ပါတယ်။ဘရီနက်ဂရစ်တိုကလည်းသူတို့တငယ်ချင်းအဆင်မပြေတာကိုတည်သွားတဲ့အတွက်ကိုမှရန်လီစီကိုရလာခဲ့ကြပါတယ်။ ရန်လီကလည်းသူ့ပြုမှုကဲတာတွေအတွက်ကိုတောင်းပန်လိုက်ပြီးတော့သူတို့ရဲ့တငယ်ချင်းဆက်ဆံရေးကိုလည်းပြန်စတင်လိုက်ခဲ့ကြပါတယ်။ Green and Grace တို့ကလည်းရန်လီကိုကစားပွဲတွေကိုပြောင်းဝင်ဖို့ကိုခေါ်လိုက်ကြပြီးတော့ခန်းစားချက်တွေအလုံးကလည်း Join ကိုပဲထိန်းချုပ်ဆက်ကိုကန့်ခန့်လိုက်ခဲ့ပါတယ်။ခန်းစားချက်တွေအလုံးကရန်လီအတွက်ကိုအရေးကြီးတယ်ဆိုတာကိုတည်သွားခဲ့ကြပြီးတော့အဲဒါကြောင့်ပဲ Join ကကစားပွဲကိုနိုင်ဖို့အတွက်မဟုတ်ဘဲနဲ့ပျော်ပျော်ရွှင်ရွှင်ကိုမှကစားလိုက်ကြပါတယ်။ရန်လီဟော်ကီကိုကြိုက်ရတာကနိုင်ကျင်လို့မဟုတ်ဘဲနဲ့သူကြိုက်တဲ့အရာကိုသူချစ်တဲ့သူတွေနဲ့တူတူလုပ်ရလို့ပဲဖြစ်ပါရင် ောက်နေ့မှာရန်လီကဗယ်လင်တီနာတို့အပွဲနဲ့တူတူနီးပြကသူ့ရဲ့အနာဂတ်အတွက်ပီယမ်မတ်မှတ်ကိုစောင့်နေခဲ့ကြပါတယ်။အလောကရဲ့ရေခုံနေကြပါမယ်လို့ရန်လီကတော့သူ့အတွက်ကိုအရေးကြီးတာကတငယ်ချင်းတွေပဲဆိုပြီးတော့တွေ့နေခဲ့မိပါတယ်။ရန်လီကတော့ဘရူးနဲ့ခရစ်စတိုနဲ့ကိုစပိုပြီးတဲ့နောက်မှာတော့နီးပြစီကဖုန်းခေါ်လာခဲ့ပြီးတော့ရန်လီမျက်နှာလေးပြုံးသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ဂျွိုင်းကစိတ်ထဲကအနယ်ဆိုင်ဆုံးလှုပ်ဝက်ချက်ရှိတဲ့စီကိုတွားလိုက်ခဲ့ပြီးတော့သူ့ကိုထပ်သွားခိုင်းပါတယ်။အနယ်ဆိုင်ဆုံးလှုပ်ဝက်ချက်ကတော့ရန်လီကအင်းရဲကကော်စောကိုမီလောက်အောင်လှုပ်ပြီးတော့ကျက်ပြစ်မှာအပေါက်ဖြစ်ထားတာပဲဖြစ်ပါတယ်။ ဂျွိုင်းကတော့အရာကတချင်းချိန်မှာပေါ်လာမှာဖြစ်တဲ့အတွက်ပွက်ထားစရာမလိုတော့ဘူးဆိုတာကိုပြောလိုက်ခဲ့ပြီးတော့အနိုင်ရှမ်းဆုံးလှုပ်ဝက်ချက်ကတော့သူပြောရရကြောင်းပိုရှက်ပြီးတော့အထဲကိုပြောင်းဝင်သွားခဲ့ပါတယ်။ဒီနေရာလေးမှာပဲကျွန်တော်တို့ရဲ့တင်ဆက်မှုကလည်းပြီးဆုံးသွားခဲ့ရပါတယ်ခင်ဗျာ။အခုလိုမျိုး animation စကားကောင်းလေးတွေကိုစင်စစ်မပြတ်ကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ရဲ့ Magic Minute Channel လေးကိုလည်း like and subscribe လေးလုပ်ပေးထားခဲ့ကြပါဦးနော်။နောက်နေ့မှာစကားကောင်းတွေနဲ့တူတူပြန်လည်ဆုံတွေ့ကြပါစို့လားခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။